ဒီကတပတ်တည်နဲ့အရှင်တို့ဘာတွေပြောကြသလဲအဲ့ဒီမှာမြတ်စွာဘုရားကပြောခဲ့တဲ့အကြောင်းတွေကိုပြန်ပြောင်းတော့မိရှိတော့အရှင်ဘုရားတဲ့ဒီကတပတ်တည်ပြောတာကောင်းပါပြီစွာဘက်နဲ့ကာယကံအပြစ်အကြီးဆုံးလူတိုင်းသိနေတဲ့ကိစ္စကိုမနောကံကိုအပြစ်ကြီးတယ်လို့ပြောရပြီလေအဲ့ဒီလိုမြတ်စွာဘုရားကိုအပြစ်တင်တော့မြတ်စွာဘုရားကတကြွတဲ့ဒီနေရာမှာ သင်ဟာသစ္စာစကားမှာတီမယ်ဆိုလို့ရှိရင်သင်နဲ့ငါနဲ့ဆက်ပြီးတော့ဆွေးနွေးကြတာပေါ့မှန်တယ်ဆိုရင်လက်ခံကြကြီးဟုတ်လားသစ္စာမှာတီမယ်ဆိုရင်ဆွေးနွေးကြတာပေါ့မှန်လားဗျာတပည့်တော်ယုတ်တိယုတ်တရှိတဲ့တဘာဝဆိုင်တယ်မှန်တယ်ဆိုရင်တပည့်တော်လက်ခံအဲ့ဒီလိုနဲ့ပြောကြရောပြောတော့မြတ်စွာဘုရားကသူ့ကိုမေခွန်းအရင်စပြီးတော့ထုတ်တယ်တကြွရဲ့တဲ့သင်တို့ဏိကန္ဌာနာတ္တဗုဒ္ဓဆရာကြီးက ရေအေးကိုပယ်ရမယ်လို့ခေါ်တယ်ရေအေးထဲမှာအသက်ကလေးတွေပါတယ်ပိုးပေါင်လေးတွေပါတယ်ပေါ့နော်သူတို့ကရေနွေးကိုသုံးတာအဲ့ဒါသင်တို့ရဲ့တပည့်တယောက်ကအကျင့်မြတ်ကိုသင်တို့ယူဆတဲ့အကျင့်မြတ်ကိုကျင့်ရင်းနဲ့ရေအေးကိုတန်းတန်းပြီးတော့ရေနွေးကိုမသုံးညင်မဲနဲ့သုံးပြီးတော့ရေအေးကိုတောင့်တရင်းနဲ့တေးသွားတယ်ဆိုကြပါစို့အဲ့ဒါဘာဖြစ်တယ်လို့သင်တို့ရဲ့ဆရာကြီးကဟောလေတဲ့မှန်လားပါဗျာစိတ်ဆွဲလို့တေးတဲ့အတွက်ကြောင့် ဖြစ်တဲ့နတ်တမျိုးရှိတယ်အဲ့ဒီနတ်မျိုးမှာသွားပြီးတော့ဖြစ်တယ်လို့ကျွန်ုပ်ဆရာကြီးကဟောပါတယ်ဘာဖြစ်လို့အဲ့ဒါလို့နတ်ဖြစ်တယ်လဲဆိုစိတ်ဆွဲလန်းပြီးတော့တည်တဲ့အတွက်ကြောင့်နတ်ဖြစ်တယ်အဲ့ဒီလို့ဆိုရင် စိတ်စေတနာကအဓိကကျနေတယ်လို့သူဝန်ခံလိုက်တာဖြစ်သွားဟုတ်လားအဲ့ဒီမှာတကြွယ်တဲ့သင်စကားကိုစဉ်းစားဆင်ခြင်ပြီးတော့ပြောသင်စကားရှင်းအောင်မညီဘူးဖြစ်နေသောသောကမနောကအဓိကမကြဘူးလို့ပြောထားတယ် အခုတော့စိတ်ဆွဲပြီးတော့တည်တဲ့အတွက်ကြောင့်စိတ်ဆွဲတည်တဲ့နှက်ဖြစ်ရတယ်လို့သင်ပြောပြန်ပြီမှန်လားပါတဲ့အရှင်ပါပဲပြောပြောကာယဒံဒီသာနဲ့အပြည့်အကြီးဆုံးမနောဒံဒီကာယဒံလောက်အပြည့်မရှိပါဘူးကျွန်ုပ်ကတော့ဒီလိုခိုင်မြဲစွာယူဆနေသေးပဲဒီတော့မြတ်စွာဘုရားကဆက်ပြီးတော့ပြောတယ်တကြွတဲ့ဒီကန္တနာတာပုဒ်ဆရာကြီးရဲ့တပည့်တယောက်လမ်းလျှောက်ရင်းနဲ့ မတိလို့မတော်လို့ပိုးကောင်လေးတွေနင်းမိလို့သေတယ်ဆိုကြပါစို့တဲ့အဲ့ဒီလိုဆိုရင်ဘလို့တတ်မှတ်မှတ်လားပါဗျာအပြစ်တော်ရှိတော်ရှိပါရဲ့သို့သောအပြစ်မကြီးပါဘူးခင်ဗျာဘာဖြစ်လို့ရှေရနာမပါလို့အပြစ်မကြီးပါဘူးခင်ဗျာရှေရနာပါရင်ကိုရှေရနာပါရင်တော့အပြစ်ကြီးပါလေခင်ဗျာရှေရနာကိုသင်တို့မှာဘာတန်လို့တတ်မှတ်လဲမနောတန်လို့တတ်မှတ်ပါလေခင်ဗျာတကြွယ် စကားကိုစဉ်းစားပြီးတော့ပြောရှင်းတော့မညီဘူးဖြစ်နေတယ်စေတနာပါရင်အပြစ်ကြီးတယ်စေတနာမပါရင်အပြစ်မကြီးဘူးဆိုတော့စိတ်စေတနာကအဓိက ကြမနေဘူးလားကြနေတယ်ဒါသူတို့ရဲ့အယူဝါဒနဲ့ပဲသူတို့ကိုပြန်ပြီးတော့ခြိတုတ်တာနော်ဦးဇင်းတို့မြတ်စွာဘုရားရဲ့အလိုရအဲ့တိုင်းပါပဲဟိုစက္ခုပါဠမထေရကြီးဆိုတာပေးသက်တို့ကြားဖို့ပါတယ်မျက်စိကွယ်နေတဲ့ယဟန္တာကြီးလေလမ်းလျှောက်ရင်းနဲ့ပိုးကောင်းလေးတွေနင်းပြီးတော့ ယဟန်တွေကကဲ့ရဲ့လို့မြတ်စွာဘုရားကစိတ်စေရနာမပိုင်အပြစ်မရှိဘူးလို့ကြားဘူးတယ်နော်ဘေးတကြီးအခုသူတို့ရဲ့အယူအဆနဲ့ပဲသူတို့ရဲ့စကားကို ပြန်ပြီးတော့ခြေတုပ်တာအဲ့ဒီတော့တကြွယ်ကအရှင်ဘုရားဘာပဲပြောပြောတပည့်တော်ကတော့ကာယဓာတ်ပဲအပြစ်ကြီးဆုံးလို့ယူဆနေတော့မယ်ဘုရားဒီတော့မြတ်စွာဘုရားကဆက်ပြီးတော့မေးတယ်ဟောဒီနာလန္ဒမြို့ကြီးမှာရှိတဲ့လူတွေတိရိစ္ဆာန်တွေအားလုံးကိုလူတယောက်က ဒလွတ်ကင်ပြီးတော့ဟောဒီလူတွေတိရိစ္ဆာန်တွေကိုအကုန်လုံးအသားပုံကြီးဖြစ်အောင်လှုပ်ပြလိုက်မယ်။တတ်ပြီးတော့အသားတခြားအယူတခြားဖြစ်အောင်လှုပ်ပြလိုက်မယ်ဆိုရင်အဲ့ဒါဖြစ်နိုင်မှာမလားတဲ့။မဖြစ်နိုင်ပါဘူးဗျာ။အေးတကူးရှိတဲ့စိတ်တကူးရှိတဲ့တကူးရှင်တယောက်ကလှုပ်မယ်ဆိုရင်ဖြစ်နိုင်လားတဲ့။အဲ့ဒါတော့ဖြစ်နိုင်ပါလေဗျာ။စိတ်တကူးဟာကာယဒဏ်လားမနောဒဏ်လား။အေးသူတို့အယူဆဆိုရင်မနောဒဏ်ပေါ့။ဦးဇင်းတို့မြတ်စွာဘုရားရဲ့ သဘောဆိုရင်တော့မနောကံပေါ့နော်အဲ့ဒီတော့တကြွတဲ့စင်စင်ဆာဆာပြောတင့်တကားတွေရှင်းတော့မညီဘူးတဲ့အရှင်ဘုရားဘာပြောပြောတပြည့်တော်ကတော့လက်မခံသေးဘူးဘုရားအဲ့ဒီမှာမြတ်စွာဘုရားကကရုဏာသိကြည်တာဆိုတော့စိတ်ရှိသက်ရှိဆက်ပြောတယ်တကြွတဲ့တင့်ကောင်ကမေးမေးတဲ့ဟောဒီဒန္တကီတိုင်းတို့ဝိဆတိုင်းတို့တောကြီးအတိပြီးသွားတယ်ဆိုတာ တောကြီးတွေဖြစ်သွားတာမြို့ကြီးတွေကနေတောကြီးတွေဖြစ်သွားတာဘာပြုတ်လို့လို့သင်ကြားဘူးလေမှတ်လားပါဗျာယသိတွေစိတ်ဆိုးလို့ပြူစားတာလို့တပည့်တော်ကြားဖို့ပါတယ်ဗျာစိတ်အစွမ်းကြောင့်မြို့တွေကနေတောကြီးတွေဖြစ်သွားတာသင်စကားကိုရှင်းနောက်ဆင်ញင်ပြီးတော့ကြောဟောအဲ့ဒီတော့မှတကြွယ်ကမှတ်လားပါဗျာတဲ့တပည့်တော်ပထမပေးတဲ့ဥပမာနဲ့ပဲအရှင်ဘုရားရဲ့စကားကိုသဘောကျပြီးသားဖျား ဒါပေမဲ့စမ်းကြဲတဲ့ဇကားကိုနားထောင်ရင်တို့တပြည့်တော်စန့်ကျင်ဘက်မထင်မဲ့မြင်ပြုပြီးတော့ပြောမိတာတိခါခွန့်လို့ပါဗျာဒီနေ့ကစပြီးတော့အရှင်ဘုရားရဲ့တပည့်တာဝကလို့မှတ်ပါဟုတ်မြတ်စွာဘုရားတပည့်တန်းပြီးတော့ခံယူတာအဲ့ဒီမှာမြတ်စွာဘုရားကဘာမိတ်ရှိတယ်ဆိုတော့တခါကြီးတယ်လို့ထင်ရှားကြော်ကြားတဲ့ပညာရှိလို့တထေးတကြွယ်လို့အမိခံထားတဲ့လူတယောက်ကအလုံးတစ်ခုကိုစဉ်စဉ်စားစားလှုပ်တဲ့နေ ရန်ကာယောကြီးမဆုံးဖြတ်နဲ့ဟုတ်အဲ့ဒီလိုပြောတော့အရှင်ဘုရားတဲ့ဒီစကားကြောင့်ပိုးပြီးတော့တပြည့်တော့အရှင်ဘုရားကို မျက်နှိုးရပါတယ်ဘုရားတဲ့ဘာဖြစ်လို့လဲဆိုတော့အယူအဆတပါးရှိကြတဲ့အခြားဆရာကြီးတွေဆိုလို့ရှိရင်တပြည့်တော်လိုတကားမျိုးသာရမယ်ဆိုရင်ဟောဒီတမျိုးလုံးကိုတကွန်နေအလန်းနေလွှင့်ထူပြီးတော့အောင်ပွဲခံကြမှာတဲ့အရှင်ဘုရားကတော့စင်စင်ဆာဆာလို့လို့ပြောနေတယ်တဲ့ အဲ့ဒီတော့မြတ်စွာဘုရားကဘာဆက်အမေးရှိတော့ဆိုတော့ဒကာကြီးအချင်းအကြာရေတဲ့အိမ်မှာနိဂန္ဓတွေဟာရေတွင်းတပွဲတဲ့လှူဒန်းနေတာဒါကြောင့်သူတို့လာမယ်ဆိုရင်ချွမ်းကွန်းအဖျော်ယမကာတွေကိုပေးလှူမြဲပေးလှူပါလို့မြတ်စွာဘုရားကမိန့်တယ်အဲ့ဒီစကားကြောင့်ဘုရားတပည့်တော်ပူပြီးတော့ကြည်ညိုရပါတယ်တဲ့တပည့်တော်ကြားမှုနေတာကယဟန်ဘုရားမကငါသာတဲ့လှူငါလှူမှအကျိုးရှိတယ် တခြားသောအလူတွေကိုမလှူကြနဲ့လို့ဒီလိုတားမြစ်တယ်လို့တပည့်တော်ကြားဖို့ပါတယ်တဲ့အဲ့ဒီလိုပြောတော့မြတ်စွာဘုရားကအဲ့ဒီတခါကြီးကိုဒါနကထာသီလကထာအရှင်အတိုင်းဟောတော့သောတာပတ္တိမေညာပူညာကိုရတယ်အဲ့တော့ဦးဇင်းတို့ပြောလို့ရင်ကကာယကံဝစီကံတို့တဲ့မနောကံသည်မကောင်းတဲ့ဘက်မှာအပြစ်အကြီးဆုံးကောင်းတဲ့ဘက်မှာအကျိုးအကြီးဆုံးဟုတ်လား